အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကအဆင်ပြေမယ်လို့ကျွန်တော်ယူဆတဲ့နေ့တကူတင်ပေးခြင်းပါပါနော်အဆင်ပြေမယ်ဆိုကျွန်တော်စောင့်ကြည့်နေရတော်တော်လေးအဆင်ပြေတယ်အထူးသဖြင့် Premier League မှာတော်တော်လေးအဆင်ပြေတယ် CDA မှာလည်းအဆင်ပြေတယ် La Liga မှာတော့နည်းနည်းသိပ်မပြေဘူးပဲဒီနေ့က La Liga မှာပြေဘူး Bundesliga မှာပြေတယ်ဒါပေမဲ့ Bundesliga မှာဖောက်သွားလဲကျန်းတယ်ပေါ့နော် Bundesliga မှာပြေတယ်ကျွန်တော်ပြင်သစ် League မှာတော့ကျွန်တော်မဆန့်သက်ရသေးဘူးအဲ့အစင်ပြေသုံးလေးကိုပြောပါသလိုရှင်တော့ Premier League နဲ့ Italy CDA ပဲပြီးလို့ရှင် La Liga sorry နောက်တစ်ခုကပါလဲသလိုရှင် ဂျာမန်ဘွန်တလီကာပေါ့နော်စပိန်နဲ့ကျွန်တော်တို့ပြင်စပိန်မှာတိတ်အစီမပြေဘူးပြင်ပြင်တင်မှာတိတ်ပြီးတော့တုံးလို့ကျွန်တော်စမ်းသပ်ရသေးဘူးအဲ့တော့ဒီနေ့ကဘယ်လိုလောမှာသူကျွန်တော်ဒီနေ့က live ကစားရမှာဖြစ်ပါတယ်ပွဲကန်နေတော့ live ပြီးထိုးရမှာဖြစ်ပါတယ်အဲ့တော့ဘယ်အချိန်မှာထိုးရမှာလဲဆိုကျွန်တော်တို့ကပွဲစကန်ပြီးမိနစ်30ရောက်တဲ့အချိန်မှာကစားရမှာဖြစ်တယ်အဲ့တော့ဒီချိုးကကြတော့ဟို live ကြီးဆော့ရတာပြင်းနေပေါ့နော်အလုံးရှုပ်တယ်ပြင်း live ဆော့လို့လည်းအစီအမပြေဘူးအဲ့လိုလည်းမဟုတ်ပါဘူးကျွန်တော်တို့ကမိတ်ဆွေတွေချုံနေပြီဆိုလို့ချင်း ျွန်တော်တို့ကနားငင်နေပဲနိုင်နေနာကြီးနေပဲနိုင်နေနိုင်မယ်နေလက်တခုကတော့ပြန်ရှာမရတော့မှလေဒါပြင်ဆိုပေါ်လုံးရတီကတိန်တော့မယ်ပတ်စံနဲ့အများကြီးပလုံထားပြီကျွန်တော်တို့ပြန်ယူဖို့လိုတယ်ပေါ့နော်အားဆိုတော့ဒီနီးလေးကိုဆက်ပြီးတော့လိုက်ပြီးဆန့်တက်ကြည့်ပါအစင်ပြေတယ်ဆိုမှတခုလို့ပေါ့နော်ဒီနီးကနည်းနည်းတော့ risk ရှိရယ် risk ရှိတယ်တော်တော်အနိုင်လဲအနိုင်ကျန်းတယ်ချုံလို့ရှင်လဲကျန်းတယ်ပေါ့နော်အဲ့တော့အနိုင်ကျန်းအရှုံးကျန်းနေဖြစ်တယ် risk ရှိတယ်ကျွန်တော်အရှေ့ကတင်ခဲ့တဲ့နီးလို့အရှုံးနဲ့အနိုင်နဲ့နီးမှာပေါ့နော်ဒီနီးကအရှုံးနိုင်ကျန်းတယ်ဘာကြောင့်လဲကျန်းတယ်ဆိုတော့ဒီမှာ ပြိုင်နဲ့ချင်းပြမယ်နော်ဘာမှမကျွန်တော်ပရီးမီးယားလေးကိုကျွန်တော်ဝင်ပြမယ်ဗျကျွန်တော်ဒီပွဲတွေဇက်တိုက်ပြမယ်နော်မပြီးခဲ့တဲ့ပွဲတွေဘယ်လိုလုံးမလဲသူကျွန်တော်လိုက်ထိုးမှဖြစ်တယ်ဘယ်ချိန်မှထိုးမှဆိုကံပြီးမိနစ်30ရမှထိုးမှမိနစ်30မှဘာလို့ထိုးလုံးတို့လို့ချင်းအရင်တော့ကျွန်တော်ပြောခဲ့တယ်ဘောလုံးပွဲတစ်ပွဲကို3ပုံပုံတာဗောနော်3ပုံပုံရင်ကျွန်တော်တို့မိနစ်60ခန်းတယ်ဗျာ3ပုံမှဆို3နဲ့စားလိုက်3နဲ့စားဆိုရင်တပိုင်းမှာမိနစ်30ရှိတယ်ဒါမှမဟုတ်ဘူဂီရဲ့ကြီးပြောင်းတော့ ၃ပုံပုံမိနစ်30လောက်မှစတာပေါ့အဲကြောင့်မကျွန်တော်ကအဲ့ဒီကျမှ၃ရင်းဖြစ်တယ်ကျန်တဲ့မိနစ်20လို့40တော့မလုပ်ဘူးမိနစ်30မှလုပ်တာအဲ့တော့မနေ့ကကန်ခဲ့တဲ့ပွဲကိုကြည့်မယ်ဘလို့ကြည့်ရမှာလဲဆိုရင်ကျွန်တော်အခုနီလန်းလေးကိုပြပြပါမယ်နီလန်းလေးမှာတိုးတဲ့ဂိုးဆိုတဲ့ကျွန်တော်တို့ဂိုးပေါ်ဂိုးကကိုသွားလိုက်ပါမယ်နော်ဂိုးပေါ်ဂိုးကသွားပြီးလို့ရှိရင်18ဘက်ကိုမကြည့်နဲ့ဝိုင်းဘက်ကအလွဲလေးလုံးလို့ပေါ့နော်ဝိုင်းဘက်ကအရန်လှည့်သားတယ်ဘတ်365ပဲကြည့်မယ်ကစားတာတော့မိသူတွေကြိုက်တဲ့ချိန်မှာကစားလို့ရတယ်ဘတ်365ကိုကြည့်မယ်ဘောလုံးကကန်နေပြီပေါ့နော်ကျွန်တော်ဒီဘတ်365တော့ဝင်ပြီးတော့ကျွန်တော်တို့ရဲ့ live all တွေကိုလိုက်ပြီးတော့လေ့လာထားလိုက်မှာမထိုင်ပြီးကြည့်မှာဒီ application ကတော့ဒါဘာလို့ဆိုလို့ရှင်ဒါ AI စကိုးပဲဖြစ်တယ်ပေါ့နော် AI စကိုးမှာတရားကောင်းတယ်ကျွန်တော်ဘယ်ချိန်လဲမဆိုမိနစ်30ကိုတွားမယ်ကံမယ်ကံမယ်ကျွန်တော်စောင့်ကြည့်နေမိနစ်30ကိုတွားမယ်မိနစ်နံပါတ်20 23 29ကိုဒီမှာကျွန်တော်ဆွဲချနေပြီ။အဲကျန်ရောက်ပြီမိနစ်30ကျွန်တော်ရောက်ပြီနော်။မိနစ်30ရောက်ပြီဆိုလို့ကျွန်တော်တို့ပေါက်ကြီးကိုကြည့်လိုက်ပါမယ်ဗျ။မိနစ်30ရောက်ပြီဆိုပေါက်ကြီးကိုကြည့်မယ်ဆိုရင်ပေါက်ကြီးရမိနစ်30မှာဖြစ်နေရမယ်ပေါက်ကြီးရဒီမှာကြည့်လိုက်ပါ။ မိနစ်30အပေါက်ကြီးတွေပေါ့နော်အပေါက်ကြီးတွေမိနစ်30အပေါက်ကြီးတွေကြီးလိုက်2.5 by 3ဆိုတာ3လုံး50နိုင်လို့ပြောတာ3လုံး50နိုင်အဲ့တော့မိတ်ဆိုတော့ဘာလို့ရှားမှာဆိုလို့ရှိရင်3လုံး50နိုင်နဲ့2လုံး50နိုင်ဖြစ်နေတယ်ပွဲ3လုံးပလက်50ပေါ့နော်3လုံး50နိုင်ရယ်ပြီးရင်2လုံး50နိုင်ဒီကြီးနှစ်ခုလည်းကိုရှားမယ်ဘောလုံးဘွားကန်လို့မိနစ်30ရောက်လို့ရှိရင်3လုံး50နိုင်2လုံး50နိုင်ဒါမှမဟုတ်3လုံး50ချုံ နှလုံး90ရုံဆိုတဲ့ကြေးဖြစ်နေတဲ့ပွဲတွေရှားမှာပွဲတိုင်းပေါ့ဗောနော်ဘယ်သူပဲဘယ်ပွဲပဲဖြစ်ဖြစ်အဲ့ဒီကြေးမိနစ်30မှာအဲ့ဒီကြေးဖြစ်တဲ့ပွဲကိုရှားမယ်ရှားပြီးရင်ပါလောရမှာလို့ဆိုရင်ဂိုးပေါ်ဂိုးအောက်တန်းနေဆိုရင်အောက်ပဲတို့မပေါ်ဘူးဗောနော်သူကတိတ်တိတ်ကြာကြာဖြစ်ရင်ပြင်မဖြစ်ရင်အောက်လာအဲ့တော့ကျွန်တော်ကကြတော့အောက်ထိုးတာကိုအာမပေးဘူးဒါအောက်တက်တဲ့သဘောလေးလို့ပဲပြောတာ အောက်ထိုးတာမပေးဘာထိုးရမှာလဲဆိုရင် exactly ဆိုတာရှိတယ် exactly ဆိုတာရှိတယ် exactly ဆိုတာရှိတယ်ဗောနော် exactly ဆိုတာဘာပြောလဲဆိုရင်အတိတိကြာကြာ ဒီဘွဲကကိုဘယ်နှကိုပြီးမယ်ဆိုတာဒီကြကြဥပမာ exactly exactly 3ဆိုရင်ဒီဘွဲကကို3ကိုပဲနှကိုလည်းမဖြစ်ဘူး4ကိုလည်းမဖြစ်ဘူး3ကိုကွက်တည်ပြီးမယ် exactly 2ဆိုလို့ရှိရင်ဒီဘွဲကနှကိုပဲ3ကိုလည်းမဖြစ်ဘူး2ကိုလည်းမဖြစ်ဘူး3ညတော့ညလည်းမဖြစ်ဘူးကွက်တည်ပဲသူ့ရဲ့အစားဘယ်လောက်ရှိလဲဆိုအနည်းဆုံး50စာရှိတယ်45စာရှိတယ်ဗျာယောကြီးကသူ့ရဲ့ off ပါဗောနော off ဥမာတက်ခမဲမိတ်ဆွေ1000ထုတ်လို့ရှိရင်9000ရမယ် ထောင်ထိုးရင်9000ရမယ်ကျန်းတယ်ဗောနော်ဘာလို့ဆိုမှားရတာလဲခတ်တာပဲတော့ exactly 3ဆို3ကြော်လည်းမကြော်ရောက်ပို့လည်းမပို့အောင်ဆိုခတ်လည်းခတ်တယ်အဲ့ဒီနေပေါ့ကျွန်တော်တော့အဲ့လိုပဲကျွန်တော်တို့ဒီခုဒီမှာမိနစ်30ကိုသွားလိုက်ပင်သူ့ကိုကြည်လိုက်မှာ3လုံး59လို့တွေ့လိမ့်မယ်3လုံး59မှာ3လုံး59တော့မိတူအပေါ်လည်းမထိုးနဲ့အောက်လည်းမထိုးနဲ့ exactly 3ဆိုတာရှိတယ် one is part ထဲမှာရမှာပေါ့နော်အပြင်ရေးသမားတွေတော့တခါနည်းနည်းအခက်တွေ့မှာအဲ့တော့ one is part ထဲမှာရှိတယ်အဲ့ exactly 3ဆိုတော့ဟုတ် အောက်မှာကြည့်လိုက်အဲ့အိတ်ဆက်သတိတလီကိုပဲထိုးမယ်သုံးလုံးကွက်တီလိုပဲကျွန်တော်တို့ကထိုးမှာဖြစ်တယ်ဒါကျွန်တော်ဘယ်လိုသုံးလုံးကွက်တီဆိုကျွန်တော်မှန်းတာမဟုတ်ဘူးဘူကီမှန်းတာဘူကီကဒီဘွဲက3ကိုပဲဖြစ်တော့မယ်မဲတို့အပေါ်နေခြင်းလည်းနေအောက်နေခြင်းလည်းနေအပေါ်နေခြင်းလုံးမှန်50ပေးမယ်အောက်နေလို့ရှိရင်50စားမယ်မထင်မှတ်လို့လွဲသွားရင်အကုန်ကျိတ်မယ်သူအဲ့လိုဘောနဲ့သူက3လုံးပဲမှန်းသွားပြီဟိုပြီးကျွန်တော်တို့က3လုံးအတိအကျတိုးတယ်အဲ့တော့မဲတို့ကရလက်ကိုကြည့်လိုက်ပါဘောနော်ဖွဲ့ပြီးသွားတဲ့ရလက်ကိုမဲတို့ကြည့်လိုက်ပါဒီမှာ3ကိုစီးတူရီနဲ့ပြီးသွားတယ်ဘောနော် ကျွတ်ပြီးတော့လည်းအကောင်းဆုံးကဘာလဲဆိုကျွန်တော်တို့၃လုံး50နိုင်နဲ့၂လုံး50နိုင်မှာတို့ကျွန်တော်၂လုံး50နိုင်ပို့ပြီးအားပေးတယ်၂လုံး50နိုင်အဖြစ်အများဆုံးပဲเนาะ၃လုံး50နိုင်တခါလေးဖောက်တတ်သေးတယ်ဒါပေမဲ့ကျွန်တော်တို့ကရွေးချယ်စရာမရှိဘူးကစားရမှာပဲပြီးရင်ကျွန်တော်နောက်တစ်ပွဲမှဖူဟန်နဲ့ပွဲတော့မှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ကံပစီပေးကန်လာလိုက်ပေးကန်ပြီးကျွန်တော်တို့ဒီမှာဘတ်၃ချောင်းငါးတဲ့တော့မိနစ်30ထိသူတို့ပေးကန်လာလိုက်ကံပစီကောင်းလေးကိုကိုင်းနဲ့မှကြိတ်နေလိမ့်မယ်ကိုကဒီမှာဒိုင်အောင်နောက်ကိုဖောက်စားမယ်မိနစ်30ထိတော့အော်လေးတွေကိုစောင့်ကြည့်နေဘာမှမလုံးနဲ့အောင် ဒါလေးပဲ application ဖွင့်ပြီးဆောင်နေဟောပြီမှမိနစ်30ရောက်ပြီမိနစ်30ရောက်ပြီဆိုကျွန်တော်တို့မိနစ်30တော့ဒီနားပြောတော့ဗောနော်ဒါပေမဲ့မိနစ်30မိနစ်30ရောက်ပြီဒါသူ့ရဲ့ကိုရလက်ကစီးစီးပဲရှိသေးတယ်ကိုတရားမှမယူသေးဘူးဒီမှာပေါက်ကြီးကိုကြည့်လိုက်မှာ1.5 by 2ဆိုတာနှလုံး90နိုင်လို့ပြောတာအဲ့နှလုံး90နိုင်ကြီးအကောင်းဆုံးပဲ ဒါဒီ live ထဲမှာမိနစ်30နေရနှလုံး50နိုင်နေရအကောင်းဆုံးပဲနှလုံး50နိုင်ဖြစ်ပြီဆိုကျွန်တော်ပြောသလိုပဲအပေါ်လည်းမထိုးနဲ့အောက်လည်းမထိုးနဲ့ထိုးလို့ရတယ်ထိုးခြင်းအောက်ထိုးမပေါ်ဘူးဒါပေမဲ့မိတ်ဆိုလို့အောက်ဆိုအနည်းငယ်50 50ပေးနေရမယ်အပေါ်ထိုးခြင်းလည်းမအောင်တာများတယ်နှလုံးနဲ့မပေါ်ဘူးဗျာဒိတ်ကုံနှလုံးပဲပေါ့အဲ့တော့ကျွန်တော်တို့ဘာလို့မှတော့ exactly 2 exactly 2ပဲတို့မှာမိတ်ဆိုလို့အောက်ကိုအမအဲ့အဲ့တော့1စိတ်ဘက်တုံးတယ်လို့ဆိုအောက်ကနေလာဆွဲခြင်းအနားမှာရှိပါနော် exactly 2ဆိုတဲ့ဟာကိုကျွန်တော်တို့က ကစားလိုက်မယ်။နှကိုးပဲအတိအကျကျန်တယ်ဘောနော်စကီရတော့ကျန်တယ်မှန်းလိုက်တာနှကိုးပဲတိကျမင်းတို့ပိုလည်းမယူအောင်လို့လည်းမယူအောင်နှကိုးပဲယူ။ဒါကျွန်တော်မှန်းတာမဟုတ်ဘူးကီမှန်းတာဒါဘူကီကအပေါ်လဲ90ပဲရောမအောက်လဲ90ပဲရောမကျန်တဲ့ဆိုစားမယ်အဲတဘောပဲဘောနော်90ပဲရောဆိုအကျန်တာလေးကိုစားမှားတဲ့ကောင်ကိုစားမှာပေါ့။အဲတဘောနဲ့သူကလှုပ်လိုက်တာနှလုံးမဲ့သူကလည်းမှန်းတယ်။ကျွန်တော်တို့လည်းသူ့နောက်ပဲရောချိန်မယ်ဒါယာတီနောက်မှရပြီ။ကျွန်တော်ပြောခဲ့သလိုပဲယာတီနောက်မှလို့ရှိရင်ဘူကီနဲ့ပဲနေလေ။ယာတီအစကျွန်တော်တို့က ရှည်စွမ်းနောက်လိုက်ရာသီအလေပါနဲ့ကြီးနောက်လိုက်ရာသီဆုံးဘူကီနောက်လိုက်ဒါဘူကီနောက်လိုက်ရမယ်ရှင်ပေါ့နော်အဲ့ဒါဘူကီနောက်ကိုလိုက်မယ်ဆိုတော့ तू က90ဆိုကျွန်တော်လည်း90ပဲ exactly तू ထိုးတယ်ပေါ့နော်ဒီမှာကိုရက်လက်ဝေးကြီးလိုက်ပါ तू စင်းနဲ့ပြီးသွားတယ်ဟိုကောင်းနိုင်နဲ့ဒီကောင်းနိုင်နဲ့အရင်မကြည့်တန်ကျင်နဲ့ကောင်းနိုင်ချောင်းနေတဲ့ကောင်းချောင်းကျွန်တော်တို့ထိုးတဲ့90ကွက်တီဆိုဖြစ်နေပေါ့လို့အဲ့ဆိုမိတ်ဆွေတို့ကြည့်လိုက်ရှေးခုနကမန်ယူနဲ့ပွဲမှာ50ဆအခုဒီမှာဖူဝမ်ပွဲမှာ50ဆနှစ်ခုပေါင်း10ဆပွဲ10ပွဲပဲကန်တာနှစ်ပွဲပေါ့နော်ရှန်တဲ့ရှစ်ပွဲမှာလည်းပွဲတိုင်းနှလုံး50 3လုံး50မဖြစ်တဲ့ကြီးတွေအများကြီးတယ်ပေါ့နော် မန်နဲ့ဘွဲလည်းရှိတယ်မမန်နဲ့ဘွဲလည်းရှိတယ်ပေါ့နော်ဒါကကျွန်တော်ပရီးမီးယားလိမှာပြတယ်အပြင်ကျွန်တော်ကျွန်တော်ပြတော့စီးစီးကိုသွားကြည့်မယ်ဘွေတို့ရမ်းမရှိအောင်လို့ပေါ့နော်ဟိုမှာကျွန်တော်ဟိုတနေ့တင်လိုက်တဲ့ပို့ပေါ့နော်ပို့လေးမှာဘွေတို့ဘာကြောင့်မတင်ပြသေးဆိုတော့ပို့မှာမိစုတက်ကမန်တာအရှိကြီးမတင်ပါနဲ့ပါတယ်ပေါ့နော်လိုရင်းတူချင်းလေးပဲလောက်ပါတယ်ဟုတ်ပါတယ်ဆိုအချိန်ရလဲကြည့်တာအဲ့ဒါဒီမှာကျွန်တော်တို့အတလန်တာနဲ့အင်တာမီလန်ပေါ့ကျွန်တော်တို့တွားလိုက်မယ်ကောင်းတို့ပြီးကန်တာလိုက်ကောင်းတို့နိုင်ယူဝက်ဒီဆောင်ကြည့်ပေါ့နော်နိုင်ယူဝက်မှာပိုဂီကဘယ်လိုကြီးဖွင့်လဲဆိုတော့ကျွန်တော်တို့ကြည့်မယ်စောင့်လိုက်ပါဒီမှာ၈00မိနစ်တွေပေါ့နော် မိနစ်တွေတွားဆွဲ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 20 20 30ကျော်သွားပြီ29နဲ့30ဆိုတာ29က30ပဲဗောနော်ဒီမှာ order နဲ့ပျောက်သွားဒီမှာလေးကျွန်တော်တို့ဒီမှာ29ရဲ့31ရဲ့ဖြစ်သွား30ပျောက်သွား30ပျောက်သွားဆို31ကိုမယူနိုင်မေးသူတို့29ကကြီးကိုပဲယူဗောနော်အာ30မှာဆက်တည်နေတယ်ကြီးကြီးမပြောင်းလို့ဗောအဲ့တော့ဒီမှာ तू က29နဲ့30ကကြီးကိုမကြည့်လိုက်မေးသူတို့နှလုံးပလက်90ပဲ နှလုံး90နိုင်မှာဖွင့်တယ်ဗောနော်အဲ့ဒါကျွန်တော်တို့ကဘာလုံးမှာလဲဆိုရင်ပေါ်လည်းမထိုးနဲ့အောက်လည်းမထိုးနဲ့ exactly do exactly do ဆိုမှ exactly do ဗောနော် exactly do ဖို့မယ်၃လုံး90နိုင်နဲ့နှလုံး90နိုင်မှာဆိုအကောင်းဆုံးကနှလုံး90နိုင်မယ်နှလုံး90နိုင်ရဘေးအကင်းဆုံးပဲဗောနော်အဲ့ exactly do ထိုးတယ်မင်းတို့နှစ်ခိုးပဲယူမယ်ငါမန်းတာမဟုတ်ဘူးဘူကီမန်းတာဘူကီနောက်ကိုပဲကျွန်တော်လိုက်တယ်ပွဲပြီးရလက်ကိုကြည့်လိုက်ပါ Z2 နဲ့ပြီးသွားတယ်ဗောနော်နှစ်ခိုးကွက်တိပဲဒီမလဲမိတ်ဆိုတော့45စာရလိုက် မြဲတမ်းမှန်တာလဲဆိုမမှန်ဘူးဒါပေမဲ့ तू ကတပွဲလောက်နှစ်ပွဲလောက်မှန်တာ ਨੇ ကိုအများကြီးပြတ်တယ်ဗောနော်ထိုးစရာလဲကျွန်တော်တို့တ냐မှာပြလီတလီကို10ပွဲကန်တယ်10ပွဲလုံးထိုးလို့မရဘူးလေ10ပွဲလုံးနှလုံး90မှာမဖြစ်တာ10ပွဲလုံးနှလုံး90ကျွန်တော်တို့မဖြစ်ဘူးလေအဲ့ဒါကျွန်တော်တို့ကထိုးစရာရှိတယ်ဗောတ냐မှာနှစ်ပွဲသုံးပွဲပဲရှိမှာမိတ်တို့နော်နှစ်ပွဲသုံးပွဲပဲရှိမှာတပွဲမှန်လိုက်တာ ਨੇ ကိုမြတ်သွားပြီနှစ်ပွဲမှန်ပြီခေါင်းကပရီးမီယာလီကိုနှစ်ပွဲလောက်မှန်ပြီဆိုအေးစေးခိုင်သွားပြီဗောနော်ဒီနေ့လို့ကျွန်တော်ကတင်ဆက်ပေးခြင်းဖြစ်ပါတယ်အဲ့တော့တလက်စရဲမှာပဲ ျွန်တော်နောက်ထပ်နီးတလိရှိသေးတယ်ဗောနော်ဒါပေမဲ့ဘူတူရှိမကြောက်လို့မပြောတော့ပါဘူးဗျာအဲကျွန်တော်ပြောချင်တာကဒီလီယာပရီးမီးယားလိနဲ့ CDA နဲ့ဗောနော်အမပို့ပြီးတော့အဆင်ပြေတယ်လာလီဂါမှာဆိုရင်၃လုံး၅တယ်လေဂျန်နယ်လိဒီမှာဆိုရင်၂လုံး၅တယ်ဗောနော်ဒီလောက်ဆိုမိတ်ဆိုလောက်တက်ပြီလို့လည်းထင်ပါတယ်ဗောနော်ဒါဘူတူလည်းအရင်မချေဘူးဗျာဟုတ်ကဲ့မန်နီဖြစ်စီမသည်ဖြစ်သေးကျွန်တော်ကိုအားပေးနေသူအလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးစိတ်ရှမ်းတိုင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ